ကိုရိုလန်ကျွန်းလို့ခေါ်ပါတယ်လက်ရှိကတော့ကျွန်တော်ခရီးယံသာသနာကျောင်းမှာကျောင်းဆရာနဲ့သူဒီတရားဟောဆရာလုပ်နေပါတယ်ဒီတင်ကြတဲ့ရမှာကိုယ့်ရဲ့ဘာလို့ဒီအကျိုးကျေးဇူးတွေရပါလဲအော်ကျွန်တော်ဒီတင်နန်းကိုမတက်ခင်တော့တော့ဆရာကိုလည်းမေးကြည့်ပါသေးတယ်ဒီ၃ရက်အချိန်ကာလကအရန်နေလို့မလားပေါ့ဆိုတော့ဒါပဲတကယ်တက်ကြည့်တော့လေဒီ၃ရက်ကာလတော့သူမတင်ယူလိမ့်လာခဲ့အရာတွေကတန်ဖိုးဖြတ်လို့မရနိုင်တော့အောင်မှန်တယ်မှလည်းတန်ဖိုးရှိတဲ့အချိန်တိုင်းတာတစ်ခုဖြစ်ပါတယ် ဆရာတွေကနေပြီးတော့တင်နန်းသားတွေကိုတင်ပြီးတင်ခန်းစာတိုင်းကိုတက်မြောက်တဲ့အထိသူကစိတ်ရှည်စွာနဲ့တရားစွာတင်ကြပေးပါတယ်။အဲအရာကတကယ်ပဲကျွန်တော်တို့အကျိုးရှိပါတယ်တင်နန်းတက်တယ်ဆိုပေမဲ့တက်တယ်ဆိုတဲ့နာမည်တခုတည်းမဟုတ်ပဲနဲ့တကယ်လည်းတန့် on တင်ပြီးတဲ့တင်နန်းကြောင်းတစ်ခုဖြစ်ပါတယ်။ကိုအောင်မင်းဆိုလို့ခေါ်ပါတယ်။အဲ့ရှိကျွန်တော်ចောင်းဆရာမူဟုတ်ပေါ့မူလာတဲ့ចောင်းဟုတ်ပေါ့ပိုကောင်တဲ့ပေါ်ခြင်းတဲ့လုပ်ငန်းတစ်ခုပေါ်မှာဟိုဆရာ သင်ကြားပို့ချလိုက်တဲ့ပညာရက်တွေကကျွန်တော်တို့ဒီမှာလုတ်ချင်ကြတဲ့ data အနေနဲ့ကညီတဲ့ပညာရက်တွေဖြစ်တဲ့အကြောင်းကိုကျွန်တော်လုပ်ငန်းပေါ်မှာအကောင့်နဲ့ပေါ်တဲ့အခါမှာအဆောင်ရွက်နိုင်မယ်လို့ကိုယ့်ကိုယ်လည်းယုံကြည်တယ်။အဲဒီသင်ကြားတက်ရောက်မှုမှာလည်းဆရာလုပ်ငန်းတွေအဆင့်ဆင့်သင်ွားတဲ့ပုံမှာမလုပ်ပြီးကျွန်တော်တို့အားကျဉ်းနှမှုလည်းရှိတယ်။လုပ်ငန်းဆောင်တာတွေကိုလုပ်ရတဲ့အခါမှာလည်းပဲခုနပြောနေပေါ့ဟိုလက်တွေပိုင်းတွေရောစာတွေပိုင်းတွေရောကွန်ပျူတာပိုင်းတွေရောအဆင့်ငယ်ဆင့်ငယ်သင်ကြားမှုတွေမှာလည်းအကောင့်လုံးပဲနားလည်တယ်သဘောပေါက်တယ်။ဆောရတာဘူးဖြစ်ပါလေ။ ဒဇယက်နဲ့ပတ်သက်ပြီးတော့ဈေးစားဖို့စံနည်းတွေပေါ့အသေးစိတ်တည်ရတာပေါ့လက်လက်တက်ပြီးတော့ကိုလှုပ်ချေတဲ့အလို့အများကြီးလှုပ်လို့ရတာပေါ့ကွနော်မောင်ထော့အကားထက်ပါတယ်အရင်တည်းကဒီတရက်ဘလုတ်နဲ့အတွက်ဒီလက်ရိုက်တွေတွဲပြီးတော့တင်လိုက်တဲ့အတွက်အကျိုးကျေးဇူးတွေအများကြီးတော့ရပါတယ်ဘယ်နှမဲစိတ်မရအောင်ပါတုံးရမှာကျွန်တော်တို့ရလိုက်တဲ့အကျိုးကျေးဇူးတွေတော့အများကြီးပါပဲပြောမပြတတ်အောင်ရလိုက်ပါကျွန်တော်တို့ဒဇယက်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပထမအစား online social media တွေမှာကျွန်တော်တို့လေ့လာခဲ့ရတယ်သိရှိခဲ့ရတာဒီအနည်းငယ်လေးပဲလောက်ပဲသိရတဲ့အချိန်မှာဒီတင်နှောင်းရောက်တဲ့အချိန်ကျတော့မှဆရာ တင် जा ပေးတဲ့ပုံမှာကျွန်တော်ပြောပြတဲ့လောက်နိုင်လောက်တဲ့အထိပမာဏလောက်ထိကျွန်တော်အများကြီးလေးနက်တယ်ဆိုတော့လည်းတည်ဝင်ရလိုက်ပါတယ်။ဒစိရိုက်တဲ့ဟာနဲ့ပတ်သက်တာရောစက်ပိုင်းရောလက်ပိုင်းရောအများကြီးပေါ့ကျွန်တော်အများကြီးသိရှိလိုက်ရပါတယ်ဒီသဏ္ဍာန်အကျိုးကျေးဇူးတော့အများကြီးပါပဲ။